်ပယ်ခံရသောမြစ်တာလွန်ခဲ့သောနှစ်ပေါင်းများစွာက အမောင်နှုဖုံးလွှမ်းနေတဲ့တောနယ်ကြီးထဲမှာလူတိုင်းကဘလူးသရဲတွေရဲ့ကြက်စားရလို့ကဲ့ရဲ့ပြောဆိုနေကြတဲ့နေရာတစ်ခုရှိခဲ့ပါတယ်။အဲ့ဒီတောနယ်ကြီးရဲ့အမောင်နှုကဘသူ့ကိုမဆိုကြောက်ရွံ့တုန်လုံးစေနိုင်စွမ်းရှိခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလိုနှက်ဆိုင်တဲ့အမောင်နှင်းမှာတော့မျောလိမ့်မထားတဲ့အလင်းရောင်တစ်ခု တောက်ပစွာပေါ်ထွက်လာခဲ့ပါတယ်။ ဲ့ဒီအလင်းရောင်ဟာကျမရဲ့ဘဝတစ်ခုလုံးကိုထာဝရပြောင်းလဲပစ်လိုက်တဲ့အလင်းရောင်ပါပဲအဲ့ဒီအချိန်တုန်းကကျမစပယ်အသက်9နှစ်အရွယ်ဘဝရဲ့အထူးကြံဆုံးအချိန်မှာတောနယ်ကြီးထဲမှာလမ်းပျောက်ပြီးတယောက်တည်းဖြစ်နေခဲ့ပါတယ်တောနယ်ကြီးရဲ့အေးဆက်ဆက်လေးတိုက်ခတ်မှုနဲ့အတူညအမောင်တို့ကတဖြည်းဖြည်းပုံမုံနှဆိုင်လာခဲ့ပါတယ်တည့်ရ6တည့်ရဲ့တဝိဝိမိတန်က ကျမရဲ့ကြောက်ရွံ့စိတ်ကို ပို့ပြီးကြီးထွားလာစေခဲ့ပါတယ် သင်းငယ်တဲ့ခြေလမ်းလေးတွေကတဖြည်းဖြည်းလေးလံလာပြီးမိဘတွေကို ပြန်တွေ့ရဖို့မျှော်လင့်ချက်တွေနဲ့တဖြည်းဖြည်းမေးမိန်လာခဲ့ပါတယ်။တော်ရဲကအတန်မျိုးစုံကလည်းကျမကိုခြောက်လန့်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရုတ်တရက်အိမ်မဲကြီးတစ်ခု ကျမရှိကိုထွက်ပေါ်လာခဲ့တယ်။ကျမရဲ့သင်းငယ်တဲ့နှလုံးသားလေးဟာရင်ဘတ်ထက်ကနေခုန်ထွက်မတက်ဖြစ်သွားခဲ့ရပါတယ်။မစားပါနဲ့။သမီးကိုမစားပါနဲ့။သမီးကမကောင်းပါဘူး။အရသာလည်းဘာမှမရှိပါဘူး။ ကျမရဲ့မျက်လုံးတွေကမျက်ရည်တွေနဲ့ပြည့်နှက်နေပြီးဘဆက်ကနေထွက်လာတဲ့စကလုံးတွေကလည်းတုံ့ညီနေခဲ့ပါတယ်။ရင်ထဲမှာကြောက်ရွံ့မှုအပြည့်နဲ့ပါ။အသက်ရှူတန်တွေကလည်းမမှန်တော့ပါဘူး။အသက်9နှစ်အရွယ်ကလေးမလေးတယောက်အနေနဲ့အဲ့ဒီအချိန်မှာတည်ခြင်းတရားကိုရင်ဆိုင်ရတော့မယ်လို့ထင်ခဲ့မိပါတယ်။ဒါပေမဲ့ထူးဆန်းစွာနဲ့ပဲကြောက်မက်ဖွယ်ကောင်းတဲ့အဲ့ဒီပုံမှန်သဏ္ဍာန်ပိုင်ရှင်ကြီးစီကနေနှက်ဆိုင်ပြီးလေးလံတဲ့အတန်တန်ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီအတန်ကကျမဘဝကိုပြောင်းလဲစေမယ့်အစဖြစ်တယ်ဆိုတာကျမမသိခဲ့ပါဘူး။ငါကလေးကိုမစားဘူး။အဲ့ဒီအတန်ရဲ့ပိုင်ရှင်ကဘလူးတရေမဟုတ်ပဲဦးမင်းနောင်ဆိုရဲကျင်နာတဲ့ဝိညာဉ်ပိုင်ရှင်တူဖြစ်တယ်ဆိုတာနောက်ပိုင်းမှသိရှိခဲ့ရပါတယ်။သူကကျမကိုစားတော့မဲ့အစားဗိုက်စာနေလားလို့မေးခဲ့ပါတယ်။အဲ့ဒီအချိန်ကကျမဘလောက်အံ့ဩခဲ့ရသလဲဆိုတာစကလုံးနဲ့တောင်ဖော်ပြလို့မရနိုင်ပါဘူး။မျောလင့်မထားတဲ့မိကွန်းတစ်ခုက ကျမရဲ့ကြောက်ရွံ့မှုကိုခဏတာမေ့လျော့သွားစေခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကကျမကိုသူ့နောက်လိုက်ဖို့ပြောခဲ့ပါတယ်။တကယ်လားရင်ခလေးပိုက်စာနီလားဦးနဲ့လိုက်ခဲ့တော်ရဲမှာညရဲ့အလှကထူးခြားစွာတရှိနေပါတယ်။ကြေရောင်တွေကတစ်ပင်နေကြကနေလှက်တဲ့ပြက်ထိုးဖောက်ဝင်ရောက်လာပြီးလာမင်းကြီးကလည်းကျမတို့ကိုအလင်းနဲ့နမ်းပြပေးနေခဲ့ပါတယ်။ဦးမင်းအောင်ရဲ့လေးလံတဲ့ခြေလမ်းတွေကို ကျမရဲ့တင်းငယ်တဲ့ခြေလမ်းလေးတွေနဲ့လိုက်ဖို့ကြိုးစားခဲ့ပါတယ်။လမ်းတစ်လျှောက်လုံးကျမရဲ့နှလုံးသားထဲမှာတော့မေခွန်းမောင်းများစွာရှိနေခဲ့ပါတယ်။ "तू ကတကယ်ပဲလူတိုင်းပြောသလိုကြောက်စရာကောင်းတဲ့ဘလူးတကောင်လား။ဒါဆိုဘာလို့ကျမကိုကူညီခဲ့တာလဲ။တွင်းတွင်းနဲ့ပဲမောပန်းမှုနဲ့အတူဦးမင်းတော်ရဲ့ခိုးလုံရနေရာကိုရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီညကဘသူမှမမျှော်လင့်ထားတဲ့ညတညဖြစ်ခဲ့ပါတယ်။ လူအများကကြောက်ရွံ့ရတဲ့ပုံမှန်သဏ္ဍာန်ပိုင်ရှင်ကြီးဟာဗိုက်ဆာနေတဲ့ကလေးမလေးတယောက်ကိုအစားအစာကျွေးမွေးခဲ့ပါတယ်။ကျမကသူ့ကိုဘာလို့ကူညီကြလဲလို့မေးတော့မင်းကကလေးပဲရှိသေးတယ်ဆိုရက်ရိုးရှင်းတဲ့အဖြေတစ်ခုပဲရခဲ့ပါတယ်။လူအများကဒီတော်ထဲမှာကြောက်စရာကောင်းတဲ့ဘလူးတရဲတွေရှိတယ်လို့ပြောကြပေမဲ့ဥမင်းအောင်ကတော့အဲ့ဒီလိုမဟုတ်ခဲ့ပါဘူး။အဲ့ဒီနေ့ကကျမရဲ့နှလုံးသားထဲမှာဥမင်းအောင်ဆိုတဲ့နာမည်လေးကိုစွဲမှတ်သွားခဲ့ပါတယ်။ကျေးဇူးတင်ပါတယ်ဦး။ ဘာဖြစ်လို့သမီးကိုကူညီတာလဲရင်မင်းကလေးပဲရှိသေးတယ်။ဒါပေမဲ့လူတိုင်းကဒီတော်ထဲမှာကြောက်စရာကောင်းတဲ့ဘလူးတရဲတွေရှိရလို့ပြောကြတာ။ဦးမင်းနောင်ကအဲ့လိုမဟုတ်ပါဘူး။သမီးနာမည်စပယ်ပါ။ဦးရဲ့နာမည်ကဘလူးခေါ်လဲရင်မင်းနောင်။အဲ့တော့ကလေးမဒီတော်ရဲ့ညကနေနဲ့မတူဘူး။အူမင်းနောင်ရဲ့ဘေးနားမှာအိပ်ပျော်နေတဲ့ကျမဟာဘဝမှာပထမဆုံးအကြိမ်လုံခြုံမှုနဲ့ငြိမ်းချမ်းမှုကိုခံစားခဲ့ရပါတယ်။ တောနယ်ကြီးရဲ့အေးဆက်တဲ့ညလေးတွေတောင် ကျမကိုမချောက်လန့်နိုင်တော့ပါဘူး။ဘာလို့လဲဆိုတော့ကျမဘေးမှာကာဝယ်ပေးမဲ့သူတဦးရှိနေလို့ပါပဲ။နှစ်ပေါင်းရာချီအောင်၆တွေ့ပြီးအထီးကျန်ဆန်ခဲ့ရတဲ့ဦးမင်းနောင်ရဲ့နှလုံးသားထဲမှာလေကျမရဲ့အဖြစ်ကင်းစင်တဲ့မေတ္တာကြောင့်မွေးဖွဲ့မှုအသစ်တစ်ခု တိတ်တိတ်လေးစတင်ဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒီမေတ္တာကဘသူမှမမြင်နိုင်တဲ့မျောလင့်ချက်အလင်းရောင်တစ်ခုလိုဖြစ်နေခဲ့ပါတယ်။မနက်မိုးတောက်ချိန်မှာငှက်ကလေးတွေရဲ့တေးသံတွေနဲ့အတူကျမနိုးထလာခဲ့ပါတယ်။ ဒါပေမဲ့ဦးမင်းအောင်က ကျမပြန်သွားရမယ့်လမ်းကြောင်းကိုညွှန်ပြပေးခဲ့ပါတယ်။ကျမအိမ်ကိုပြန်တွေးဖို့အချိန်တန်ပြီလို့သူကပြောခဲ့ပါတယ်။ကျမအသက်9နှစ်အရွယ်နဲ့မလိုက်အောင်ရင်းကျက်တဲ့မိကုံတစ်ခုကကျမရဲ့နှလုံးသားထဲမှာပေါ်လာခဲ့ပါတယ်။ဦးမင်းအောင် သမီးကိုထားသွားတော့မှလာရင်သွားတော့မင်းနေရာကဟိုမှာဒါဆိုရင်သမီးဦးမင်းအောင်နဲ့နောက်ထပ်ပြန်တွေ့ရအောင်မှလာရင်ကျမအိမ်ပြန်ရောက်တော့ မိဘတွေရဲ့ပွေဖက်မှုနဲ့စူပူကျိမောင်းတာနဲ့ရောနှောပြီးကြားခဲ့ရပါတယ်။သူတို့ကကျမအတွက်စိတ်ပူနေခဲ့ကြတာပါ။ဒါပေမဲ့ဖခင်ဖြစ်သူရဲ့စကားတွေကကျမရဲ့နှလုံးသားကိုနာကျင်စေခဲ့ပါတယ်။သူကအဲ့ဒီတော်ထဲမှာမကောင်းဆိုးဝါးတွေပဲရှိတယ်လို့ပြောခဲ့ပါတယ်။ဖခင်ရဲ့စိုးရင်စိတ်ကနေလာတဲ့စကားမှန်ပေမဲ့ကျမကြုံတွေ့ခဲ့ရတဲ့အဖြစ်မှန်ကတော့လုံးဝကိုကွဲပြားခြားနားခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးဦးမင်းအောင်ရဲ့ကဘာကြီးလည်းပြောင်းလဲသွားခဲ့ပါတယ်။ တယောက်တည်းပုံအောင်နေခဲ့ရသူကနေဘသူမှမသိတဲ့စောင့်ကြည့်သူကာကွယ်သူတယောက်ဖြစ်လာခဲ့ပါတယ်။စပယ်။သမီးလေးဖယ်ရီသွားနေတာလေ။အမေတို့သမီးကိုလိုက်ရှာနေကြတာ။တော်သေးတာပေါ့။သမီးလေးဖယ်ရီသွားနေတာလေ။မေမေတို့စိတ်ပူလိုက်ရတာ။မြင်လား။အဲ့ဒီတော်ရဲကိုမသွားနဲ့လို့ဖေဖေပြောသားပဲ။အဲ့ဒီမှာမကောင်းဆိုးဝါးတွေကြီးပဲရှိတာ။အဲ့ဒီလိုနဲ့ရွာတိုင်းကိုပြန်ရောက်တော့ကလေးတွေကကျမကိုဝိုင်းပြီးစားနောက်ခဲ့ကြပါတယ်။ သူတို့ကဘလူးနဲ့တွေ့ခဲ့လို့ကြက်ပြုတ်လေးလိုဖြစ်နေတာပဲလို့ပြောပြီးကျမကိုအနိုင်ကျင့်ခဲ့ကြပါတယ်။ကျမရဲ့သိငယ်တဲ့ခန္ဓာကိုယ်လေးဟာသူတို့ရဲ့ရိုက်နှက်မှုတွေကိုခံစားနေခဲ့ရပါတယ်။ဟေးစပယ်တညလုံးပဲပျောက်နေတာလေ။ငါတို့ကလူကြီးတွေဆူတာခံရတယ်သိလား။တောထဲမှာလမ်းပျောက်တယ်ဆိုဘလူးတွေနဲ့တွေ့ခဲ့တာလား။မျက်နှာကကြက်ပြုတ်လေးလိုဖြစ်နေတာပဲ။မဟုတ်ဘူး။နင်တို့ပဲငါ့ကိုစားနောက်နေတာ။စကားညှိုက်လိုက်တာ။အမလေးတည့်ရဲ့တည့်ရဲ့ ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဥမင်းနောင်ရဲ့အရေးအမဲကြီးကတရုတ်တရက်ပေါ်လာခဲ့ပါတယ်။သူကကျမကိုကူညီဖို့ပြန်ရောက်လာခဲ့တာပါ။သူ့ရဲ့ပုံရိပ်ကိုမြင်လိုက်တာနဲ့ခလေးရီအားလုံးကြောက်လန့်တကြားနဲ့ထွက်ပြေးသွားကြပါတယ်။ဥမင်းနောင်က ကျမကိုနာကျင်သွားလားလို့မေးခဲ့ပါတယ်။သူ့ရဲ့စကားတန်ကကျမအတွက်ကမ္ဘာပေါ်မှာအနှွေးထွေးဆုံးစကားဖြစ်ခဲ့ပါတယ်။ဥမင်းနောင်နာကျင်သွားလားခလေးမမနာပါဘူးဥမင်းနောင် ျေးဇူးတင်ပါတယ်သမီးကိုကူညီလို့အဲ့နောက်ပိုင်းမှာတော့ကျမဟာဦးမင်းအောင်ကိုတိတ်တိတ်လေးရှာဖွေဖို့တောရဲကိုမကြာခဏခိုးဝင်တက်လာခဲ့ပါတယ်။သူနဲ့စကားပြောရင် ကျမရဲ့နေစဉ်ဘဝအကြောင်းတွေကိုပြောပြခဲ့ပါတယ်။သူကကျမပေးတဲ့ငပြောသီးလေးတွေကို ယူပြီးပြုံးပြတဲ့အခါကျမအယံပျော်ရွှင်ခဲ့ရပါတယ်။ဦးမင်းအောင်ရဲ့မျက်လုံးတွေထဲမှာလည်းအပြင်ကဘာအကြောင်းတွေကိုသိရှင်စိတ်ပြင်းပြနေတာကိုမြင်တွေ့ခဲ့ရပါတယ်။ကျမတို့နှစ်ယောက်ရဲ့မိတ်ဆွေဖွဲ့မှုက တဖြည်းဖြည်းနဲ့နှက်ဆိုင်လာခဲ့ပါတယ်။သူဟာကျမအတွက်တူရီသောတငယ်ချင်းဖြစ်ခဲ့ပြီးကျမဟာလည်းသူ့ရဲ့အထီးကျန်တဲ့ဘဝတွေကတခုရီသောအလင်းအောင်ဖြစ်ခဲ့ပါတယ်။ဦးမင်းအောင်တမီဦးမင်းအောင်ကိုရှာနေတာကြားလာပြီးငါမင်းကိုဒီလိုမလာနဲ့လို့ပြောထားတယ်လေခလေးမ။တမီဦးမင်းအောင်နဲ့တွေ့ရှင်တို့ပါ။အဲ့ဒါတမီဒါလေးယူလာတယ်။ဦးမင်းအောင်ကိုကျေးဇူးတင်တဲ့အနေနဲ့ပါ။ဒါတမီးတို့အိမ်ကငါပြောသေးတယ်အရန်ချိုတာစားလိုက်ပါအောင်အဲ့နေရရှိတယ် ပြန်တော့မပြန်တော့ဘူးတမိလမ်းပြန်ရှာမတတ်တော့ဘူးတမိကိုဦးမင်းအောင်နဲ့ခေါ်သွားပါလားတောထဲမှာညရဲ့အလှကထူးခြားစွာတရှိနေပါတယ်ကြယ်ရောင်တွေကတစ်ပင်တွေချားကနေလက်တပြတ်ထိုးဖောက်ဝင်ရောက်လာပြီးလာမင်းကြီးကလည်းကျမတို့ရဲ့လမ်းကြောင်းကိုအဝါရောင်အလင်းနဲ့လမ်းပြပေးနေခဲ့ပါတယ်အူမင်းအောင်ရဲ့လေးလံတဲ့ခြေလမ်းတွေကိုကျမရဲ့သိငယ်တဲ့ခြေလမ်းလေးတွေနဲ့လိုက်ဖို့ကြိုးစားခဲ့ပါတယ် လမ်းတစ်လျှောက်လုံးကျမရဲ့နှလုံးသားထဲမှာတော့မေးခွန်းပေါင်းများစွာရှိနေခဲ့ပါတယ်။ "तू ကတကယ်ပဲလူတိုင်းပြောသလိုကြောက်စရာကောင်းတဲ့ဘလူးတစ်ကောင်လား။ဒါဆိုဘာလို့ကျမကိုကူညီခဲ့တာလဲ။တွင်းတွင်းနဲ့ပဲမောပတ်မှုနဲ့အတူဥမင်းတော်ရဲ့ခလုံးရနေရာကိုရောက်ရှိလာခဲ့ပါတယ်။မင်းငါ့ကိုမကြောက်ဘူးလားခလေးမ။အစကတော့ကြောက်တာပေါ့။ဒါပေမဲ့အခုတော့မကြောက်တော့ဘူး။ဘာလို့လဲ။ဥမင်းတော်ကသဘောကောင်းတယ်။ ဦးမင်းအောင်ကတမျိုးနှစ်ခါလောက်ကူညီပေးပြီတခါမှလည်းနာကျင်အောင်မလုပ်ဘူးဦးမင်းအောင်ဘာလို့ဦးမင်းအောင်ကဒီတော်ထဲမှာတယောက်တည်းနေနေတာလဲယင်ငါဒီမှာနေချင်တာမဟုတ်ဘူးဒါပေမဲ့အပြင်ရကဘာမှာငါအတွက်နေရာမရှိတော့ဘူးဦးမင်းအောင်ကသူ့ရဲ့အတိတ်ဘဝအကြောင်းတွေကိုစပြီးပြောပြခဲ့ပါတယ်သူကလူသားတယောက်ဖြစ်ခဲ့ဘူးတယ်ပညာရှိစီရတော်တစ်ပါးဖြစ်ပြီးရွာသူရွာသားတွေကိုကူညီခဲ့ဘူးတယ်လို့ပြောပါတယ် သူ့မှာချစ်ရတဲ့တငယ်ချင်းတွေနဲ့မိသားစုရှိခဲ့ဘူးပါတယ်။ဒါပေမဲ့တခါတော့ကသူ့မောင်းထုတ်ဖို့ကြိုးစားခဲ့တဲ့မကောင်းဆိုးဝါးတစ်ခုက သူ့ကိုယ်ရဲ့ကိုပြောင်းဝင်သွားခဲ့ပြီးသူ့ကိုအခုလိုပုံစံဖြစ်အောင်ပြောင်းလဲပလိုက်တယ်လို့ဆိုပါတယ်။ကျမလည်းသူ့မျက်လုံးထဲမှာနှက်ဆိုင်တဲ့ဝမ်းနည်းမှုကို မြင်တွေ့ခဲ့ရပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကငါတော့မမှတ်မိတော့ဘူး။ငါမနှုတ်တာဖြစ်ခဲ့ဘူးလေ။ပညာရှိစီရတော်တပါးပေါ့။ရွာသူရွာသားတွေကိုကူညီခဲ့တယ်။ငါမှာတငယ်ချင်းတွေရှိခဲ့တယ်။ မိသားစုရှိခဲ့တယ်။ဒါပေမဲ့တခါတော့ကငါမောင်းထုတ်ဖို့ကြိုးစားခဲ့တဲ့မကောင်းဆိုးဝါးတကောင်ကငါ့ကိုယ်ထဲကိုပြန်ဝင်သွားခဲ့တယ်။ငါ့ကိုဒီလိုပုံစံဖြစ်အောင်ပြောင်းလဲပလိုက်တယ်။သူ့ရဲ့စကားတွေကကျမရဲ့နှလုံးသားကိုထိမှန်ခဲ့ပါတယ်။သူကာဝယ်ခဲ့တဲ့လူတွေကပဲသူ့ကိုမောင်းထုတ်ခဲ့ကြတယ်။သူ့ကိုကြောက်ခဲ့ကြတယ်။ဒါကြောင့်သူဒီတော့ထဲမှာနှစ်ပေါင်း100ကျော်တယောက်ထဲနေခဲ့ရတယ်လို့သူကပြောခဲ့ပါတယ် သူကရွာကိုအဝေးကနေပဲစောင့်ကြည့်ပြီးမကောင်းဆိုးဝါးတွေကို မောင်းထုတ်ခဲ့တယ်လို့ဆိုပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီနေရာကသူ့ရဲ့အိမ်ပဲလေ။ကျမကသူ့ကိုဦးမင်းတော်တော့အထီးကျန်နေမှာပဲလို့ပြောတော့သူကငါကျင်သားရနေပြီလို့ဖြေခဲ့ပါတယ်။သူ့ရဲ့စကားတွေကကျမကိုပိုပြီးနာကျင်စေခဲ့ပါတယ်။သူတို့ငါ့ကိုမောင်းထုတ်ခဲ့ကြတယ်၊ကြောက်ခဲ့ကြတယ်။ဒါကြောင့်ငါဒီမှာလာနေခဲ့ရတာနှစ်ပေါင်းတရာကျော်ပြီ။ငါလုံနိုင်တာကအဝေးကနေရွာကိုစောင့်ကြည့်တာပဲ။ မကောင်းဆိုးဝါးတွေကိုမောင်းထုတ်တာပဲဘာလို့လဲဆိုတော့အဲ့ဒီနေရာကငါ့အိမ်ပဲလေဦးမင်းအောင်တော့အထီးကျန်နေမှာပဲငါကျင်သားရနေပြီအဲ့ဒီလိုနဲ့နှစ်ပေါင်းရာချီအောင်၆သွေပြီးအထီးကျန်ဆန်ခဲ့ရတဲ့ဦးမင်းအောင်ရဲ့နှလုံးသားထဲမှာလေကျမရဲ့အပြစ်ကင်းစင်တဲ့မြစ်တာကြောင့်မွေးဖွေမှုအစ်တတခုတိတ်တိတ်လေးစတင်ဖြစ်ပေါ်လာခဲ့ပါတယ်အဲ့ဒီမြစ်တာကဘူးမှမမြင်နိုင်တဲ့မျောလင်းချက်အလင်းရောင်တစ်ခုလိုဖြစ်နေခဲ့ပါတယ်ဒါပေမဲ့ ကံကြမ္မာကကျမတို့နှစ်ဦးကိုဒီလိုအေးအေးချမ်းချမ်းနေဖွင့်မပေးခဲ့ပါဘူး။ဒီနေ့မှာတော့ဦးမင်းနောင်ကငါသွားရော့မယ်လို့ပြောခဲ့ပါတယ်။ကျမရဲ့နှလုံးသားလေးဟာဝမ်းနဲ့စိတ်နဲ့လေးလံသွားခဲ့ပါတယ်။သူနဲ့နောက်ထပ်ဘရောမှပြန်တွေ့ရတော့မှာမဟုတ်ဘူးလားဆိုတဲ့မိကွန်းကကျမရဲ့အုံနောက်ထဲမှာပဲ့တင်ထပ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရွာသားတွေရဲ့ဆူညာတာတွေကတော်ရဲကိုပြန့်နှံ့လာခဲ့ပါတယ်။သူတို့ကဦးမင်းနောင်ကိုရှာဖွေနေခဲ့ကြတာပါ။ငါသွားရော့မယ်။ ဒါဆိုတမီဦးမင်းအောင်လည်းနောက်ထပ်ပြန်တွေ့အောင်မလား။ဟိုမှာစပယ်တောအဆက်မှာစပယ်ဟိုကဘာလဲ။အဲ့ဒါအဲ့ဒီဘလူးပဲ။ရွာသားတွေကဦးမင်းအောင်ကိုမကောင်းဆိုးရလို့ခေါ်ပြီးသူ့ကိုတိုက်ခိုက်ဖို့ပြင်ဆင်နေကြတာကိုမြင်လိုက်ရတော့ကျမနှလုံးသားကပိုပြီးနာကျင်ခဲ့ရပါတယ်။ကျမကသူတို့ကို "तू ကလူကောင်း"သူကျမကိုကူညီခဲ့တာလို့အော်ပြောခဲ့ပေမဲ့ဘသူမှကျမရဲ့စကားကိုနားမထောင်နိုင်ကြပါဘူး။ကျမရဲ့မိဘတွေကလည်းကျမကိုဆွဲခေါ်သွားခဲ့ကြပါတယ်။ ျမကဦးမင်းတော်မတော်ပါနဲ့လို့ငိုရင်းអော်ခဲ့မိမယ်။ तू ကဝမ်းနဲ့စွာပြန်လှည့်သွားခဲ့ပါရဲ့။အဲ့ဒီအချိန်မှာကဘာကြီးကကျမကိုအရာရာတိုင်းအဲ့ဒီလူနဲ့ကျမရဲ့စကားတွေကိုဘယ်သူမှနားမထောင်ခြင်းခဲ့ကြပါဘူး။ကြောက်ရွံ့ခြင်းဆိုတာအကြောက်ဆုံးမိတော့တစ်ခုပါပဲ။အဲ့ဒီမိတော့ကအမှန်တရားကိုလောင်မြိုက်ပစ်ပြီးတောင်းမှန်တန်တွေကိုဘယ်သူမှမကြားချင်တဲ့တီးတိုးတန်တွေအဖြစ်ပြောင်းလဲပလိုက်ပါရဲ့။ရွာသားတွေကဦးမင်းတော်ကိုတက်ဖြတ်ဖို့စုယုံနေကြပါရဲ့။ အဲ့ဒီအချိန်မှာကျမရဲ့နှလုံးသားကကြေကွဲဝမ်းနည်းမှုတွေနဲ့ပြည့်နေကြတာပေါ့သူကလေးကိုခေါ်သွားပြီသူအသေးတွေဥတွေဥမြင့်တွေစားလိုက်မယ်တဲ့ဒါဆိုငါကလေးတွေမခံရခင်သူ့ကိုရှင်းပြရမယ်ညီရကိုတို့ငါတို့ဆက်ပြီးနေမနေသင့်တော့ဘူးဒီနေ့သူ စပယ်ကိုခေါ်သွားတယ်ကံကောင်းလို့ငါတို့တွေးလိုက်လို့ဒါပေမဲ့နောက်နေ့မှာငါတို့သားသမီးမြင်းမြစ်တွေဖြစ်လာနိုင်တယ်။ तू ကနှဆိုးပဲ။ဒီညမှာငါတို့သူ့တဲကိုမိရှို့မယ်။သူ့ကိုမောင်းထုတ်ပစ်မယ်။ ဟုတ်တယ်မောင်းထုတ်မောင်းထုတ်ငါသူတို့ကိုတားတယ်ဒါပေမဲ့သူတို့ကငါ့စကားကိုနားမထောင်ဘူးဒီညအဲ့ဒီဘလူတိတ်လိုက်မယ်ရွာလိုက်ပြန်လဲငင်းချမ်းတော့မယ်အဲ့ဒီလိုနဲ့ကျမရဲ့မုံတိမှုမိတော့တွေတောမီလို့တောက်လောင်နေတဲ့ညမှာတကယ်အလင်းရောင်ကမိတော့အလုံးကြီးတရာကနေမဟုတ်ဘဲနှလုံးသားငယ်လေးတစ်ခုတည်းကနေပေါ်ထွက်လာခဲ့ပါတယ်ကျမရဲ့ခြေဗလာနဲ့ရှောက်လန်းနေတဲ့ခြေထောက်တွေကအေးဆက်နေပေမဲ့ကျမကိုမရက်တန့်စေနိုင်ခဲ့ပါဘူးဘာလို့လဲဆိုတော့ အဲ့ဒီအမှောင်ထုထဲမှာကျမကဖြက်စီးပြရမယ်နှက်ဆိုးကိုမမြင်ရပဲကာဝယ်ရမယ်တူရီသောတငယ်ချင်းကိုသာမြင်နေရလို့ပါပဲအဲ့ဒါကမုံတိုင်းရဲ့အလဲဘဟိုစီကိုပြေးဝင်သွားတယ်တခုရီသောမျောလင်းချက်ပါပဲရွာသားတွေကဦးမင်းအောင်ရဲ့တဲကိုဝိုင်းထားကြပါတယ်ထွက်လာခဲ့စမ်းမကောင်းဆိုးကထွက်လာခဲ့ငါတို့နဲ့ရင်ဆိုင်ဖြည့်ရှင်းစမ်းဒီနေရာကမင်းတို့နေရာမဟုတ်ဘူးတူတူတူငါတို့ကိုလောက်တော့မယ်သူ့ကိုရှင်းပြကြစမ်းဖတ်သွားကြ ရွာသားတွေကကြောက်လန့်တကြအော်ဟစ်ပြီးသူ့ကိုတိုက်ခိုက်ရန်ပြင်ဆင်ကြပါတယ်။ဦးမင်းနောင်ကသူတို့ကိုဝေးရသူတွန်းထုတ်နေပေမဲ့သူကမတိုက်ခိုက်ပဲခုခံနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာဦးမင်းနောင်ကရွာသားတယောက်ကိုတိုက်ခိုက်ဖို့ပြင်ဆင်နေတာကိုမြင်လိုက်ရတော့ကျမလည်းအသက်လူပြီးပြေးလွှားသွားခဲ့ပါတယ်။သူ့ရှေ့မှာပိတ်ရက်ပြီးဦးမင်းနောင်ကိုအော်လိုက်မိပါတယ်။ဦးမင်းနောင်မလုပ်ပါနဲ့။ကျမရဲ့ခေါ်တန်းကြောင့်ဦးမင်းနောင်ကကျမကိုဝမ်းနည်းစွာကြည့်နေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာရွာသားတယောက်ကဥမင်းနောင်ရဲ့ရင်ဘတ်ကိုတနက်နဲ့ပြစ်လိုက်တဲ့အခါမှာတော့ဥမင်းနောင်က မြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်။ဥမင်းနောင်ကိုမတက်ကြပါနဲ့။စပယ်မဝင်နဲ့စပယ်မလောက်ကြနဲ့မလောက်ကြနဲ့။ကျမရဲ့နှလုံးသားထဲမှာတော့ဥမင်းနောင်အတွက်နာကျင်မှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ဘာလို့ဥမင်းနောင်ကိုဒီလိုလုပ်ရတာလဲ။ဥမင်းနောင်ကကောင်းတဲ့သူပါ။သူကျမတို့ကိုကူညီခဲ့တာ။ရွာကိုဆောက်ရှောက်တာ။ဘာလို့ဘသူကကျမပြောတာကိုမယုံတာလဲ။ အခုတော့အရာအလုံးပြီးဆုံးသွားပြီသမီးမဟုတ်ဘူးမဟုတ်ဘူးအဲ့လိုမဖြစ်ရဘူးလူတိုင်းအတွက်ဦးမင်းအောင်ကဖြက်စီးခံရတဲ့နတ်ဆိုးဆိုးဝါးဝါးတကောင် ဖြစ်ခဲ့တယ်ဒါပေမဲ့ကျမစပယ်အတွက်တော့ तू ကကျေးဇူးရှင်ကဘာကြီးကကျမဆီကနေခွဲထုတ်ပလိုက်တဲ့တူရီသောတငယ်ချင်းဖြစ်ခဲ့ပါတယ်အဲ့ဒီနေ့ကဆုံးရှုံးမှုကကျမကိုတပားသူကိုကာဝယ်ပေးခြင်းဟာဘလောက်အရေးကြီးလဲဆိုတာကိုသင်ပေးခဲ့ပါတယ်ဘလောက်ပဲကြောက်စရာကောင်းတဲ့ပုံစံရှိပါစေ နှလုံးသားရဲ့ကောင်းမြတ်မှုကအဓိကကြတယ်ဆိုတာကိုကျမနားလည်ခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်ကျမကြီးပြင်းလာခဲ့ပါတယ်။ကျမကဥမင်းအောင်လိုပဲနိုင်ကျင့်ခံရတဲ့သူတွေကိုကာကွယ်ပေးတဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ခလေးတွေကတယောက်ကိုတယောက်နိုင်ကျင့်နေတာကိုမြင်တော့ကျမကဝင်ရောက်တားဆီးခဲ့ပါတယ်။အားနည်းသူတွေကိုကာကွယ်ပေးခြင်းရဲ့အရေးပါပုံကို ကျမဥမင်းအောင်စီကနေသိယူခဲ့တာပဲဖြစ်ပါတယ်။ဘာလို့ငိုနေရလဲမင်းကငါဘာမှမလုပ်ရသေးဘူးလေတော်တော့ तू อ่ะမင်းထက်အများကြီးငယ်တယ်။ဘာလာရှုပ်တာလဲမမစပဲ။အကယ်၍အားနည်းသူတွေကိုအနိုင်ကျင့်တာကမင်းကိုပို့ပြီးတန်ပါတယ်လို့ခံစားရင်ငါ့ကိုလာဆမ်းပါလား။အဲ့ဒီလိုနဲ့ကျမပြောတဲ့စကားကြောင့်ခလေးငယ်ထွက်သွားပေမဲ့ကျမငိုနေတဲ့ခလေးကိုပြန်လည်နှစ်သိမ့်မိခဲ့ပါတယ်။ချစ်စုတင်ပါတယ်မမ။ရပါတယ်။ခလေးကောင်းတွေကဘသူ့ကိုမှမနှောက်ယှက်ကြဘူးမှတ်ထားနော်။စပည့်ရဲ့နှလုံးသားထဲမှာဦးမင်းအောင်ရဲ့မြစ်တာကဘတော်မှမသေးဆုံးခဲ့ပါဘူး။ အဲ့ဒီမြစ်တာကသူမကိုခွန်အားပေးပြီးသူမရဲ့လောရက်တွေကတဆင့်တခြားသူတွေစီကိုဆက်လက်စီးစင်းနေခဲ့ပါတယ်။တခါတရံမှာအမှန်တရားနဲ့မြစ်တာဆိုတာလူအများရဲ့ကြောက်ရွံ့မှုအောက်မှာပုံကွယ်နေတဲ့ပေမဲ့တကယ့်အလင်းရောင်ကတော့အဲ့ဒီအမှောင်တို့ကို ထိုးဖောက်ပြီးထွက်ပေါ်လာတဲ့စမြဲပါပဲ။မြစ်တာတရားရဲ့စွမ်းအားဟာဘယ်အရာကိုမဆိုပြောင်းလဲပေးနိုင်တယ်ဆိုတဲ့သင်ခန်းစာတစ်ခုကိုဒီပုံမြင်လေးကနေကျမတို့ကိုပေးဆွမ်းနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ ကျမတို့ရဲ့ channel လေးကိုအားပေးဖို့ share ပေးဖို့နဲ့ subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ဇလန်းလေးကိုဆုံးမထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။